Sampa'u. Purified drinking water. စစ်တွေဘာကြောင့်တိုက်တာလဲ?ဒီထိုင်ရဒီသားဘာသာစကားမတူတာနဲ့ရင်သူလို့တတ်မှတ်ရတာမဟုတ်ဘူးလူတွေကလူတွေကြိုးခမင်းမြင်လားစစ်လေတပူးစားတန်ခြင်းမရှိတဲ့ကြည်စံတရောင်းကြောင့်စစ်သားတွေတေပေးနေရအောင်ဆိုတော့ငိန်ချမ်းတဲ့ကဘာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး34ချိန်မြောက်ကြပြလွယ်အိတ်များဆိုတဲ့အစီအစဉ်ကိုဒီဇင်ဘာလ25ရက်နေ့က မဟာဗန္ဒူလာပန်းချံမှာလူငယ်ကြပြဆရာတွေစုပေါင်းပြီးကြပြတွေရွေးချယ်ရွတ်ဆိုဖလှယ်ကြရင်းနဲ့ပြုလုပ်ခဲ့ကြပါတယ်။အမှန်တရားနဲ့ငါယုံကြည်ချက်ကသိဆုံးခြင်းမဲ့ရှင်တန်ရတာ။ဒါပေမဲ့အကြည့်တစ်ချက်နဲ့မဖတ်ဘဲငါစိတ်သက်ကိုဖြည်းဖြည်းချင်းဖတ်ပါခင်ဖို့ပါလူငယ်တွေဟာကြပြကို ရေးသားနိုင်ကြပေမဲ့ရွတ်ဆိုဖို့မဝင်မရေရှိတာကြောင့်အခုလိုဆောင်ရွက်ကြတာလို့ဆိုပါရယ် စာပေဆိုတာကိုယ်နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဂုဏ်သိက္ခာတရားကိုပေါ်ပြတာဖြစ်တယ်လို့စာပေကပဲတိုင်းပြည်ကိုကယ်တင်နိုင်မှာဖြစ်တယ်လို့ကြပြဆရာကာယံမင်းကဆိုပါတယ်။စာပေကဘယ်လောက်ထိရေးပါလဲဆိုတော့စာပေတခုကကိုယ်နိုင်ငံရဲ့စာပေတခုကကိုယ်နိုင်ငံရဲ့ယဉ်ကျေးမှုပဲဗျ။ပြီးတော့ယဉ်ကျေးမှုကိုပေါ်ပြတယ်နောက်ကပါလဲဆိုတော့ဂုဏ်သိက္ခာတရားကိုပေါ်ပြတယ်ပေါ့။ကျွန်တော်ဆရာကြီးတယောက်ပြောခဲ့ဆိုတော့တိုင်းပြည်တပြည်ရဲ့ ယဉ်ကျေးမှုဟာစာပေပါပဲစာပေရပဲကဲတင်နိုင်တာပါလက်ရှိနိုင်ငံခေါင်းဆောင်တွေဟာယုံကြည်ချက်ပြင်းပြစွာနဲ့လှုပ်ဆောင်နေတာကိုလက်ခံယုံကြည်တာမို့မိမိအနေနဲ့လဲကိုဝါသနာပါရစာပေနဲ့အတူ နိုင်ငံအကျိုးပြုကြပြရီနဲ့အထောက်အကူပြုသွားမယ့်အကြောင်းဆိုလာသူကတော့ရဲလင်းနိုင်ပါ နိုင်ငံကောင်းဆောင်တွေကတော့သူတို့ရဲ့ယုံကြည်ချက်ခံယူချက်အတိုင်းကတော့သူတို့ကတော့ရှေ့ဆက်ပြီးတော့သူတို့လုပ်ငန်းစဉ်တွေကိုသူတို့လုပ်နေမှာပါပဲ။အကောင်းဆုံးသူတို့လည်းစူးစမ်းပြီးလုပ်နေတယ်လို့လည်းယုံကြည်ပါတယ်။ဒီသက်ပို့ပြီးတော့တိုးသက်လာမယ်ဆိုတော့လည်းကျွန်တော်တို့ကလက်ခံတယ်ယုံနေယုံကြည်တယ်။ဘာလို့ဆိုတော့ကိုကိုတိုင်းယုံကြည်စိတ်ချလို့ရွေးချယ်ခဲ့တဲ့ရွေးချယ်တင်မြှောက်ခဲ့တဲ့ကောင်းဆောင်တွေပဲလေ။သူတို့လည်းလုပ်နေပါတယ်။အဲ့ဒီထဲမှာဟိုမှာကျွန်တော်တို့က ကျွန်တော်တို့ဒီလောက်တက်တလောက်ပေါ့ကျွန်တော်တို့ဝါသနာပါတဲ့စာပေနဲ့ကျွန်တော်တို့ကဒါပြောမှဆိုလို့ရှိရင်အထောက်ကူသဘောမျိုးလေးကိုယ့်ရဲ့တက်နိုင်စောက်လေးကိုကျွန်တော်တို့ကဝင်ပန်ပိုးနေတဲ့သဘောပါပဲကျွန်တော်တို့နိုင်ငံတော်မျိုးကြပါလေးတွေနဲ့ပေါ့ဒီအစီအစဉ်မှာတော့မျက်မှောက်ခေတ်ကိုပေါ်လွင်စေမဲ့အချစ်အလွမ်းနဲ့နိုင်ငံအကျိုးပြုကြပါလေးကို ရွေးချယ်ပြီးရွတ်ဆိုဖလှယ်ခဲ့ကြတာဖြစ်ပါတယ်